အလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ဂျပန်မှာဈေးအတော်ဆုံးဖြစ်တဲ့ကြက်အသေးချက်မှာဖြစ်ပါတယ်ရှင်တထုပ်ကူမှာ120ကျော်ပဲရှိတဲ့အတွက်ကြောင့်မလို့အရန်တန်ပါတယ်တယောက်တည်းဆိုတထုပ်ဆိုရင်စားလို့ရပါတယ်နော်အရင်ဆုံးကျွန်မကတော့ကြက်နှလုံးတွေကိုခွဲထားလိုက်ပါတယ်ရှင် ခွဲပြီးတော့ရေဆေးတန်းစင်ပြီးလို့ရှိရင်အရသာတွက်စားဟင်းချုံမုံစနစ်မုံနဲ့ငပြိုင်တို့ထည့်ပြီးရောနေထားလိုက်ပါတယ်နော်ကျဲသေးတွေနှက်ထားတော့မှ စက်သွန်နေနဲ့စက်သွန်ဖြူကိုလှီးပြီးတော့ထောင်းထားလိုက်ပါတယ်နော် မြူသီးစိတ်မှုန်လေးထည့်ပြီးတော့ပြီးရင်တော့ဒဲအိုထဲမှာစီစူလာပြီဆိုရင်ခုနကထောင်းထားတဲ့ကြီးကိုရောပြီးတော့ထည့်လိုက်ပါမရှင်ပြီးရင်တော့ကျွန်မမဆလာလေးနည်းနည်းထည့်လိုက်ပါရနော်ကြက်အသေးရဲ့အနံ့လေးမှုဝအောင်လို့ပါမြုပ်သီးစီတတ်ထားတဲ့အနံလေးမှုလိုက်ရင်တော့ခုနကနေထားတဲ့ကြက်အသေးတွေကိုထည့်လိုက်ပါမရှင် ထည့်ပြီးတော့ရောမွေပြီးတော့အဖုံးလေးအုပ်ထားလိုက်ပါမယ်နော်ရေလုံးကမထည့်ပါဘူးရှင်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့လုံးရည်လေးခန်းနဲ့ထိတည်ထားလိုက်ပါမယ်နော်လုံးရည်လေးခန်းလာပြီဆိုလို့ရှိရင်ရည်လေးထည့်လိုက်ပါမယ်ရည်ထည့်ပြီးတော့ နည်းနည်းလောက်မှွေပြီးတော့အဖုံလေးအုပ်ထားလိုက်ပါမယ်နော်ဒါကတော့ကျမတို့အိမ်ရစဖို့မှုပါရှင်ကျမကတော့အလုံးပေါင်းရေနှစ်ရေခန့်အောင်တည်လိုက်ပါတယ်ရှင်။ဒါဆိုရင်တော့ကိုလိုချင်တဲ့အနှစ်လေးရပါပြီရှင်။အရန်ကိုစားလို့ကောင်းတဲ့ကြက်သေးဟင်းလေးဖြစ်ပါတယ်ရှင်။လိုက်ချက်ဆက်ကြည့်ကြအောင်နော်။အလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Bye bye ။